ားလုံးမင်္ဂလာပါကျွန်တော်ကတော့ biosphere ရဲ့ element ဖြစ်ပါတယ်ဒီတော့ Julian Everett နဲ့ပတ်သက်ပြီးတော့ Julian Everett ကကျွန်တော် Manchester City ကနေဒီ Atletico Madrid ကိုပြောင်းလဲတာကအလုံးပြောနေကြတဲ့မှားတဲ့ဆုံးဖြတ်ချက်လားဆိုတာလေးကိုကျွန်တော်ဆွေးနွေးပြီးတော့တုံ့တက်ဆက်ကြည့်အောင်အရင်ဆုံးကျွန်တော် Manchester City ရဲ့ကျွန်တော်တို့ရေ Julian Everett ရဲ့အခန်းကဏ္ဍအရင်ကျွန်တော်တို့ပြောပြမယ် Julian Everett ကကျွန်တော်တို့ရေဘာ play ကနေပြီးတော့ City ကိုရောက်လာတာတမ်းမှာကျွန်တော်တို့ပကုံမှု၁၆တန်းတော့ပဲကျွန်တော်တို့ပေးရတာဗျာ ဒီလိုမျိုးနေထားကနေပြီးတော့သူ့ကိုကျွန်တော်တွေဒါဟာလန်နဲ့အပြိုင်သူတို့ကမန်ချက်စတီးရဲ့တိုက်စစ်ကိုဥဆောင်ဝင်ရတယ်ဂျူဒီအဘလကန်ဆိုးသွားတာကဟာလန်လူကမ္ဘာအဆင့်ရဲ့ကျွန်တော်တွေစတိုက်ကာရှိရနေရကိုသူသူကလည်းစတိုက်ကာနေရမှာကစားချင်တာကသူ့အတွက်တော့မန်ချက်စတီးရဲ့နေရက်တွေကဟိုဆိုးရတော့မဟုတ်ပေါ့ဗျာဒီပေါ်ထွက်ခွင့်နေနေပါတာလို့ကျွန်တော်တွေဖြစ်သွားတယ်ပေါ်ထွက်ခွင့်နေပါသွားတယ်ဒါကြောင့်မို့ဂျူလီအဘတက်က စီတီကဟာလန်ရဲ့အနောက်မှာပဲအဲပါတဲ့ကရှိနေတာဗျာရှိနေတော့ကျတော့သူအနေနဲ့အော်သူပြောသူလည်းပြောထားတယ်စီတီကိုကျွန်တော်ချစ်တယ်ဗျာစီတီကိုချစ်တယ်ဒါပေမဲ့စီတီကနေဘာဖြစ်ထွက်တာလဲဆိုတော့အရေးကြီးတဲ့ပွဲစဉ်တွေမှာသူကဒုတိယလို့ဖြစ်နေတဲ့အနေအထားမျိုးကိုသူမကြိုက်ဘူးသူကအရေးကြီးတဲ့ပွဲစဉ်တွေမှာလည်းဝင်ကစားကျင်တာဒါကြောင့်မို့ကျွန်တော်စီတီကနေထွက်တာပါလို့ဒီဂျူနယ်ဘာတွေကပြောတော့ရတယ်ဒီပြောတာလည်းမှန်တယ် ဟို City တို့မျိုး City ရဲ့ policy ကလည်းအတင်းမှာ manager နဲ့ကစားမကိုသူများတော့ဖြစ်တော့ရောင်းဖြစ်တာများတယ်အဲ့ချိန်မှာပဲကျွန်တော်လေစီမိုနီရဲ့ဒီ Atletico Madrid ကနေပြီးတော့ Everton ကိုကမ်းလာတဲ့အချိန်မှာ City တမန်နဲ့ရှောက်ပြောင်းရွှေ့ကြည့်အများဆုံးရတဲ့ကစားမဖြစ်ကျွန်တော်တွေပတ်ဝန်းဝင်သွားတယ်အဲ့တော့အခု Man City မှာသူနေခဲ့တာက Potter ခွင့်နေကမရပြီမဲ့ကျွန်တော်ရောက်ရတယ်ပေါ့ဗျာဒီရမယ် Potter ခွင့်ရတဲ့အချိန်တိုင်းမှာလေ Everton ဟာ ဒီ Fastlane app လေးကတယောက်ဖြစ်တင်တယ်ဆိုတဲ့အကြီးသွေးလေးကိုပြသခဲ့တယ်ဗျာအကုန်လုံးသူ go shoot မလား free kick လားအကုန်လုံးကို everet ဟာကျွန်တော်တို့ကောင်းဝင်နဲ့စစ်တိုင်းတွေကောင်းဝင်နဲ့ဟိုဒီ goal win တွေ goal တွေကိုလေကျွန်တော်တို့အတင်းနဲ့အတူလည်းရောညီပေးမှုရှိအောင် everet ကကျွန်တော်တို့ shoot ပေးခဲ့တယ်သူ့ပေမဲ့သူဟာဒုတိယလူပဲဖြစ်နေတယ်ပဲအရေးကြီးတဲ့ position မှာ everet ကမပါရဘူးဒီချက်ကြောင့်ပဲ ad ကိုပြောင်းသွားတယ် မာစီးတီးနဲ့အေဒီကိုဘာကွာလဲဆိုတော့စီးတီးမှာနေရင်အေဒီကိုထဲအများကြီးရှူမလားအာမခံရတဲ့ကအများရှိတယ်ဗျအေဒီကိုကိုကျော်နေမလေးစားလို့ပြောတာမဟုတ်ဘူးဒါပေမဲ့အေဒီကိုအနည်းနဲ့လက်ရှိထားကအခုဆိုရင်အေဘာထာမာစီးတီးမှာရှေ့မြဘလာအကုန်တင်းနိုင်ခဲ့လို့သူဟာကျွန်တော်တို့စီးတီးအတွက်လက်ကောင်လေးလို့တော့လည်းတင်စားခဲ့တယ်ဂါမတယောက်ဗျာစူဘလာတွေကအကုန်လုံးဒီမားကို ကင်တွယ်ခဲ့တဲ့အေဘာထာစပိန်မြန်မာဆိုရင်တော့ အင်ဒီကိုမှာတော့ဆူလာလက်မဲ့ယာရီဂျုံနေကြရတယ်။မာစီဒီမှာဆူလာရတယ်ဒါပေမဲ့ပရိုတိုကွင်းကမရဘူး။အင်ဒီကိုမှာတော့ပရိုတိုကွင်းရပြီးတော့ဆူလာလည်းမရဘူး။များတော့ပြန်တော့ဒီနေသားကကစားမတယောက်ကအတင်းပြောင်းမှတယ်လို့တော့ကျွန်တော်နေတော့မတတ်မှတ်ချင်ဘူးပြန်50 50ဒါပဲကျွန်တော်50 50ပဲအတင်းပြောင်းလဲမှားတာလေကျွန်တော်မဆိုးလို့ဘူးသူ့ရဲ့အနာဂတ်တရားအများကြီးရှိခုမှအသက်က25လောက်ပဲရှိတယ်အဲမားတဲ့ဟာအခု AD ကနေ ဆက်နိုင်ကြီးဖတ်ပြီးတော့တခြားပါစီနာတို့ကိုလည်းဟိုဒီပြောင်းမှုကလည်းဖြစ်နိုင်နေတယ်ဒါကြောင့်မို့ AD ကိုပြောင်းသွားတာကကျွန်တော်ပြောမယ်ဆိုရင်တော့ next level အမြင့်ဆုံး level ကိုကျွန်တော်ဒီခုံတက်ဖို့ကြားရရလေကားတစ်စီလိုပဲကျွန်တော်မြင်နေပြမန်စီးတီးမှာကျွန်တော်ဒီလုံးဝယောပါရဲ့ seminar ကိုဖွင့်ခဲ့တယ်မန်စီးတီးမှာအလုံးဝမန်စီးတီးမှာကျွန်တော်ဒီဥရောပမှာကစားနိုင်ငံခြေစွမ်းတွေပြပြီးတော့ကျွန်တော်ဒီ now sin AD ကိုကျွန်တော်ဒီတက်လန့်နိုင်ခဲ့တယ်ဘယ်နေရာကိုကျွန်တော် เอบาเนี่ยมาเหมือนโยมเลยဆိုရင် AD ကိုมาနှစ်ကြိုင်ဆက်နေตွားမယ်ဆိုတော့ส่งဖြတ်ချက်ตาရှိမယ်ဆိုရင်တော့ကျွန်တော်เอบาเนี่ยหาဒီส่งဖြတ်ချက်ကိုมาတယ်လို့တော့ကျွန်တော်မြင်တယ်အခုနေသားမျိုးอ่ะကျွန်တော်တကွေးပုတ်ကိုရနေမယ်ဆိုရင်တော့จูลินเอบาเนี่ยหาအတင်းပြောင်းမှားတာလို့မဆိုလို့ပေမဲ့အတင်းပြောင်းမှားတာလို့ကျွန်တော်မခံယူဘူးအဲဘားတဲ့ဟာနောက်တဲ့ဆင့်ကိုကိုးဖို့ AD ကိုကိုးချကန်နေတဲ့ကြောင့်ဒီအတုံးချတဲ့နေလို့မြင်တယ် အဲဒီကောကနေကျွန်တော်လေးတခြားဘာစူနာတို့ကိုပြောင်းမယ်ဆိုရင်တော့ CD နဲ့ level 2ပါမယ်ဒါဘာစူနာကိုအဲဒီကိုပြောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ Everle ပြောင်းမယ်ဆိုရင်အထောင်းနေရာမှာ Lewandowski ကလည်း ఓ လာပြီအဲ့နေရာမှာ Everle အရန်ပြင်မဲ့ပေးမှာကျွန်တော်တို့ရာဖင်းရတို့ကျွန်တော်တို့ဒီတစ်ဖက်မှာလမိုင်းရာတို့လည်းတွဲကစားမယ်ဆိုရင်တေချာပေါ့ကျူလင် Everle ကဖလာအဲ့ကျွန်တော်ပလေယာတယောက်ဖြစ်မှာဒါကြောင့်မို့ကျွန်တော်ဒီနေသားကကျွန်တော်တို့ Everle ဟာကျွန်တော်အနေနဲ့ ဒီ AD ကိုပြောင်းသွားတာကလုံးဝကိုအတင်းပြောင်းမှားတယ်လို့တော့ကျွန်တော်မခံရဘူးဗျာ။ Man City ကနေကျွန်တော်တို့အခြေခံစပြီးတော့ AD ကိုကျွန်တော်တို့ကြားခံလေကတခုတုံးပြီးတော့နောက်ထပ်လေကအမြင့်ဆုံးလေကိုတက်ဖို့ဆိုရင်တော့ Barcelona ဆိုတဲ့အတင်းကိုပြောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Everton ဆုံးဖြတ်ရေးကလုံးဝ99.99%တော့ကျွန်တော်တို့မှန်ပြီးတော့ပြင်တယ်။အခုသူတွေပြောပြောနေတဲ့ Everton ဟာအတင်းပြောင်းမှားရမှားတယ်ဆိုတော့ကျွန်တော်အနေနဲ့လုံးဝကိုလက်တင်မခံပါဘူး။ ဘယ်လိုနေရာမျိုးကိုကျွန်တော်အတင်းပြောင်းမှားရတဲ့ခံမယ်ဆိုရင်တော့သူအနေနဲ့ AD ကိုမာလီအကြာကြီးဆက်နေသွားမယ်ဆိုတော့ဆုံးမချက်ချထားမယ်ဆိုရင်တော့ဒီဆုံးမချက်ချက်ဟာမှားရတဲ့ဆုံးမချက်တွေပဲကျွန်တော်မြင်ပါတယ်။ဒါပေမဲ့အဲ့လိုမျိုးအဘာတဲ့နေနေရှင်းမှာမပေါ့ဘူး။ဒီကြောင်ဘာစီလိုနာကလည်းဘန်ဒရေးချီနေကြောင်းပို့ဟိုမခေါ်နိုင်ခဲ့ပဲ။နောက်နှစ်နေမှာဆိုရင်တော့အဘာတဲ့ကိုသူခေါ်ဖို့ကြိုးစားမှလို့ကျွန်တော်မြင်တယ်။ဘာဖြစ်တော့ဒီနေ့ကျွန်တော်ဒီ side map topic ကတော့အဘာတဲ့အတင်းပြောင်းတာမှားတော့တာလားဆိုတော့ ခေါင်းစဉ်တွေအောက်ကနေကျွန်တော်လင်းဆက်ပေးတာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ